ညီမကညီမပြိသက်တွေလိုညီမတချင်းတွေကအရင်ကြီးမပေါက်သွားရင်တောင်မှညီမပြိသက်တွေရဲ့ခံစားချက်တယ်ညီမပြိသက်တွေရဲ့နှလုံးသားရဲ့နားရဲကိုအဲ quality တစ်ခုအနေနဲ့ရောနောက်တစ်ခုဟိုတက်တက်ရှင်းရှင်းပဲဝင်သွားစေချင်တာပြိသက်တွေကတော့ချစ်ပြီးဆိုရှင်တော့အားပေးကြတယ်တိတ်အားပေးကြတယ်အဲ့လိုရန်ကုန်ကပြိသက်တွေထက်ကိုနယ်ကပြိသက်တွေကပိုချစ်ကြတယ် ခုဒီနောက်ပိုင်းမှာကိုကျွန်တော်ဟိုဟာနည်းနည်း traffic ချိုးတာတချင်းနေဟိုဟာလေးတော့သူ့လိုသူ့ရေပေါ့နော်ဒါပဲလို့ဆိုတော့အဲ့တော်တော်နည်းရတာမအောင်ပါလေငါ့ကိုငါမုန်းတာလားမသိတချင်းဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ဟုတ်အဲ့လားလေမတူးဘူးနော်တခြားသူတွေနဲ့ဆိုတာနဲ့မိချစ်သက်ဆိုတဲ့ပုံစံနဲ့ကလုံးဝမတူဘူးဟုတ်အဲ့ဒါငါကငါမုန်းတာဆိုရတဲ့ချင်းကတော့ကြာပါပြီဒါပေမဲ့အဲတခုပဲပေါ့အဲ့ဒီချင်းထွက်တော့ကတော့ညီမမှန်းထားတဲ့ ဒီ audience ဘယ်လိုပြောမလဲဟိုရေတွက်လောက်ကြီးတော့တိတ်မရောက်ခဲ့ဘူးသို့ပေမဲ့ corporate တက်တွေကတော့ကြိုက်တယ်တခြင်းတွေတခြင်းလေးကဟိုတကယ်လဲကောင်းတယ်အာကိုထမွန်ရေးပေးခဲ့တဲ့တခြင်းလေးတခြင်းလေးကိုထမွန်ရေးပေးထားတဲ့အချင်းတော်တော်လေးကြာညီမအဆယ်ညီမဆယ်တန်းတော့ကကိုထမွန်ရေးပေးထားဒါပေမဲ့ညီမဆယ်တန်းကို၃ငါးပြေးရတော့၃ငါးပြေးရတော့ဆယ်တန်းပြီးသွားတော့မှညီမအချင်းထုံနိုင်လားအဲ့ကြားရပါရမစာရီတင်နေရတဲ့ဆောင်းဝဲမအောင်ဖြေခဲ့ရတဲ့ကျတော့၃နှစ်လောက်ကြာသွားတယ် ကြာ၃နှစ်ကြာပြီးတော့မှအဲ့ဒီချိန်ထွက်တာထွက်တော့ကိုထက်မော်လည်းပြန်ပြောရတာပေါ့အပေါ်မှာဆိုလို့ရှိရင်ညီမတို့ရေးစီမှာအချင်းဝယ်ပြီးွားရင်အနည်းဆုံးနှစ်နှစ်လောက်ပဲညီမတို့လည်းထဲမှာထားလို့ရတာအမှန်တမ်းပြောရရင်လေအဲပြီးလို့ရှိရင်နှစ်နှစ်ပြီးွားရင်တင်းရေးဆရာပြန်ပိုင်သွားရင်ဖြစ်တယ်တင်းရေးဆရာတိတ်တိတ်သူရောင်းလို့ရတယ်ဒါပေမဲ့ကိုပဲကံကောင်းလာလားမသိဘူးကိုကိုကိုဒီလိုမျိုး support ပေးရဲ့တင်းရေးဆရာတွေအကိုတွေကဟိုကိုပဲကံကောင်းလာပဲပြောရပါတော့အဲ့လိုမျိုးအဲ့လို rules ကိုကို့ပေါ်မှာမတက်မပေးထားဘူးရရင်တချင်တိုက်တိုက်ချင်းလို့ အဲ့လိုအဲ့လိုမျိုးပြောထားတာပေါ့နော်ကိုစီသူမဲဆိုလို့ရှိရင်လည်းအဲ့လိုပဲကိုစီသူမဲတချင်းလက်ပုတ်ရှိရင်လုံးဝမလုပ်ရသေးဘူးလုံးဝမထုတ်ရသေးတဲ့ချင်း9နှစ်6နှစ်လောက်ရှိပြီလုံးဝမလုပ်ရသေးဘူးဒါပေမဲ့ကိုစီသူမဲရဲ့အဲ့ဒီချင်းနေဖြစ်နေသူဘူးမမြင်အောင်လေညီမညီမအတွက်ရှိနေသေးတာပေါ့နော်ဆိုတော့အဲ့လိုမျိုးလေးတွေပေါ့နော်ဒီငါကငါမုန်းနေဆိုတဲ့ချင်းလေးကတော့အအသေးကွဲတချင်းလေးပါပဲပြိတ္တတွေတော်တော်များများတော့ကိုပြိတ္တတွေကတော့ကြိုက်ကြတယ်တချင်းလေးကိုကိုကိုနိုင်ကြိုက်တယ်ဟုတ် ဟုတ်တယ်အဲ့ဒါချင်းအဲ့ထွက်တော့ငါဆိုရင်ဒါတော်တော်လေးခုချိန်နေတာထောက်ပြင်ဟုတ်ဟုတ်တချင်းလေးကကောင်းနေတယ်ဟုတ်ကောင်းနေတော့အဲ့နောက်ပိုင်းဟိုပါပေါ့အခုချိန်ဒီပေါ့ဟိုမှာမထုတ်ဖြစ်နေတဲ့တချင်းဆိုတော့လေဘယ်နှပိုးလို့ရှိလဲဆိုအဲများတယ်ဟိုစတူဒီယိုချင်းနေထဲမှာဟို3လ5ပုလောက်ကျန်သေးတယ်အဲ့လိုစတူဒီယိုချင်းနေမြမဟိုမြမတန်းစင်ဆိုနေရဆိုပေမဲ့မြမထွက်ခဲ့တဲ့တချင်းတော်တော်များစတူဒီယိုချင်းနေများတယ်ခြားရမှာမြမတန်းစင်ဆိုလို့အဲနှစ်ပုတ် ဲထွက်ခဲ့တာပေါ့နော်အဲမျက်ရည်မြင့်နဲ့အခုဒီရှင်းနှစ်ကမှထွက်ထားတဲ့အမေသရှင်လေးတပုတ်ပေါ့ဒါနှစ်ပုတ်ပဲရှိရပါတော့။အဲပြီးတော့ဂျိုင်းမှာပြန်ဆိုတေးအနေနဲ့ကတော့ညီမကိုလည်းအဲသူရဲကောင်းဖေဖေဆိုတဲ့ချင်းဆိုတာလေးနဲ့လည်းပြည့်သက်တည်းအတိကြရဲ။ဆိုတော့ပြန်ဆိုတေးပေါ့ဒါကတော့ကိုကိုတဟာအောင်စီကနေပြီးတော့ညီမပြန်ဝယ်ပြီးတော့ပထမအဆုံးပြန်ဆိုထားတာပေါ့နော်။ဆိုတော့အဲ့လိုမျိုးလေးတော့ရှိရပါ။ဂျိုင်းမှာညီမထွက်ခဲ့တဲ့ချင်းတော်များစတူဒီယိုချင်းတွေများတယ်။ဆိုတော့ဟို ကိုကိုတိုင်းလည်းဟိုတချင်းလေးဟိုလိုမျိုး music video လေးနဲ့ချစ်စရာကောင်းလေးရိုက်ချင်တာဆိုတာလဲ studio ချင်းလေးကိုပဲပို့ရိုက်ချင်တော့ဒီလိုရိုက်ဖြစ်သွားပါတော့မြန်မာတန်စီတချင်းလေးရာကြတော့ကိုကိုပိုင်းတချင်းလေးရှိတယ်ပြီးတော့ဓမ္မတေးတွေပို့များတယ်ညီမတို့ကကြတော့ဓမ္မပွဲတွေသွားရမှာဖုံဖုံပွေဖုံဖုံနေပွဲတွေဘာသာရေးပွဲတွေသွားရဓမ္မတေးကိုပိုင်းချင်းလေးရှိတယ်ဓမ္မတေးလေးကြီးလည်းထွက်ထားတာလေးရှိတော့အဲဘယ်လိုပြောရမလဲအဲ့လိုမျိုးဘယ်လိုလုံးမိသွားရလဲဆိုတော့ညီမတို့ စတူဒီယိုချင်းလဲဆိုတယ်မြန်မာတန်ဆင်လဲဆိုတယ်ဆိုတာဖြစ်တဲ့အတွက်ကိုလုံးနိုင်နဲ့တဲလက်နှစ်ခုပေါ့နော်ဟိုညီမကမြန်မာတန်ဆင်ကိုလည်းမြန်မာတန်ဆင်လိုမျိုးဖြစ်အောင်ညီမဆိုလိုက်ညီမဆိုတယ်စတူဒီယိုချင်းနေဆိုလို့ရှင်လဲစတူဒီယိုပုံစံဖြစ်အောင်ညီမဆိုတာဖြစ်တဲ့အတွက်ညီမညီမပြည့်တဲ့နှစ်ပြည့်သက်တီကိုညီမဆိုပြနိုင်တဲ့ပုံစံနှစ်ခုလို့ညီမချပြခြင်းလဲဖြစ်တဲ့အတွက်စတူဒီယိုချင်းနေကိုလည်းညီမလုပ်တယ်မြန်မာတန်ဆင်တချင်းနေကိုလည်းညီမလုပ်တယ်အဲ့ဒါပေါ်ပါပဲဟိုလိုမျိုးကြီးဟို တခြားသောရည်ရွယ်ချက်တွေတော့မရှိဘူးကိုလုတ်ပြနိုင်တဲ့ဟာကိုပဲပြိသက်တွေကိုချပြရတယ်နောက်တစ်ခုကကြတော့ညီမကညီမပြိသက်တွေကိုလို့ညီမတချင်းတွေကအရင်ကြီးမပေါက်သွားရင်တောင်မှညီမပြိသက်တွေရဲ့ခံစားချက်တဲ့ညီမပြိသက်တွေရဲ့နှလုံးသားရဲ့နားရဲ့ကို quality တစ်ခုအနေနဲ့ရောနောက်တစ်ခုဟိုတက်တန်ရှင်းရှင်းပဲဝင်သွားစေချင်တာပေါ့နော်ဆိုတော့အဲ့ဟာလေးပါပဲကျန်တဲ့ရည်ရွယ်ချက်တော့အများကြီးမရှိပါဘူး ။အရှင်းနဲ့ပတ်သက်ပြီးလို့ဆိုတော့အခုဒီတလောဆိုရင်တော့ ID ညီမရဲ့အလားဆုံးဝင်မေးဆိုတဲ့ချင်းနေရပြတ်သက်တွေတိတ်ကြိုက်ရတယ်။အဲ့ဒီချင်းနေရအမေတချင်းလေးလည်းဖြစ်တယ်။နောက်ပြီးတော့ညီမဆိုတာလေးကိုလည်းပြောအဓိက music video ရိုက်တဲ့ပုံစံလေးလည်းပြတ်သက်တွေကကြိုက်ကြတယ်။ဒီကတော့တခြင်းပေါ့တခြင်းရဲ့အသွာလာလေးကလည်းဒါနှမျိုးဟိုအမေတွေရဲ့ ပေါ်တော်တော်များများကကြတော့အမေမရှိတော့ရင်အဖေမရှိတော့ရင်ပုစိုးရဲ့ပုံစံမျိုးဟာတွေကိုပဲလွမ်းဆွပြီးဆိုကြတာများတယ်။ညီမတချင်းလေးကကြတော့အဲ့အရင်နည်းနည်းလေးတော့ကွဲထွက်တယ်ဆိုတော့အမေရဲ့မေတ္တာပွဲ only ပေါ့နော်မေတ္တာပွဲတိတက်အမေကတာသမီးဟိုတာသမီးပေါ်မှာထားတဲ့မေတ္တာလေးကိုပဲဖွဲ့ဆိုထားတဲ့ဟာမျိုးပေါ့တာသမီးတယောက်နေလေဩငါရဲ့အမေရဲ့မေတ္တာကဒီလိုပါလားဆိုတဲ့ဟာမျိုးလေးကိုပြန်ပြီးတော့ ညီအောင်မိစေမဲ့ဟာမျိုးပေါ့နော်အမျိုးလွမ်းလိုက်တာမျိုးဟိုအမေမရှိတော့ရင်အဲ့အဲ့လိုပုံစံမျိုးလွမ်းဆွတ်ထားတာမျိုးမဟုတ်ပဲနဲ့အမေရဲ့မြေတားတီးတန့်ကိုဖြူဖြူဆင်းဆင်းလေးနဲ့အမေဒီသားသမီးတွေပေါ်မှာဖြူဆင်းသောချစ်ချင်းမြေတားတရားတန်ရောစဉ်မြေတားဒါတွေအကုန်လုံးကိုတီးတန့်လေးဖွဲ့ထားတဲ့ခြင်းလေးဆိုပေးတဲ့တဲ့အချင်းလေးပို့ကြိုက်ကြတယ်အဲပြီးတော့အဲခုနပြောတဲ့ကိုသားအောင်စီအဒီအမေတချင်းလေးကလည်းကိုသားအောင်ရေးပေးထားတာပဲ နောက်အရှိမှကျတော့သူရဲကောင်းဖေဖေဆိုတဲ့တခြင်းကကျတော့ကိုသားအောင်ကျတော့အဖေဆိုတဲ့တခြင်းခေါင်းစဉ်နဲ့ပဲသူထွက်ခဲ့တာပေါ့နော်ညီမလည်းကျတော့ကိုသားအောင်ကျတော့သူနဲ့ပုံစံမတူအောင်နဲ့ခေါင်းစဉ်လေးပါပြောင်းလိုက်ဆိုတော့သူရဲကောင်းဖေဖေဖြစ်သွားသူရဲကောင်းဖေဖေကလည်းညီမ arrange ပါပြောင်းလိုက်တာပေါ့ arrange ပါပြောင်းပြီးတော့ဘာပြောမလဲ main key version ပုံစံမျိုးပေါ့ main key version ဖြစ်တဲ့တဲ့ version အစ်စ်ပုံစံပဲဒါပေမဲ့ तू နဲ့သူ့ရဲ့မူရင်း version နဲ့လည်းအများကြီးမကွာပါဘူးညီမ version ကြောင့်ညီမကြောင့်ကိုသားအောင်ကြောင့်တော့တယောက်ကြားလေးမူနဲ့ယောက်ျားလေးလိုမျိုးဆိုတယ်ညီမကြောင့် main ကလေးမူနဲ့ main ကလေးလိုမျိုးအဲပုံစံနဲ့နဲ့နောင်နောင်ကြီးဆိုတာမျိုးဒီလိုမျိုးလေးကွာသွားတယ်အဲတီလုံးလေး arrange လေးနဲ့နဲ့ကွာသွားဒီလောက်ပါပဲဒါပေမဲ့ဘာမတူရလဲဆိုတော့တိုက်တယ်မတူ तू ကအဖေညီမသူရဲ့ကောင်းဖေဖေအဲသူရဲ့ကောင်းဖေဖေဆိုတဲ့ခြင်းလေးပြည့်တဲ့တိကြိုက်ကြရအရင်ဒါပေမဲ့တကူပဲ ကျေကောင်းပြပေတဲ့ချင်းကပောက်တယ်ညီမက music video of visual တော့မရိုက်ခဲ့ရအောင်အဲ့ဒီချင်းလေးကိုမရိုက်ရသေးဘူးဟုတ်တယ်စတိတည်တယ်အနေနဲ့ဆိုရင်တော့အပြင်မှာဆိုတာတွေပဲတွေ့တယ်အပြင်မှာဆိုတဲ့ဟာတွေပဲပြည်သက်တွေရိုက်တာရရှိရယ် online ကတင်တာရရှိ online မှာတင်ပေးကြတာရရှိရယ် official အနေနဲ့လုံးဝမထွက်ခဲ့ရမထွက်မထွက်မိခဲ့ဘူးပေါ့နော်ဒါကြောင့်မလို့ mixed test ဆိုတဲ့ဒီသူရဲ့ကောက်ဖေဖေဆိုတဲ့ခြင်းကိုတိကြတယ်လည်း mixed test က mainly version ကို mixed test ပြန်စဆိုတယ်ဆိုတဲ့ဟာပြည်သက်တော်များ မသိမသိကို့အတန်းကြီးနဲ့ဒါတင်နေကြဆိုပေမဲ့မချက်သက်ဆိုရဲဆိုတော့တော်တော်များများမသိကြတာရှိတယ်။တပွဲဆိုလို့ရှင်ပွဲတပွဲမှာဆိုဘယ်တော့ဒီတိုက်ဆိုင်လဲဆိုတော့အဲ့သူရဲ့ကောက်ပဲပဲတရှိဘူးညီမ version နဲ့ဆိုတာအဲ့ sign ဖွဲ့တယ်ရတယောက်ကအဲ့ဒီ sign ဖွဲ့တယ်ရဆိုတော့တယောက်ကညီမ version နဲ့ညီမတခြင်းကိုညီမတိုင်းဆိုတာဒါပေမဲ့နောက်မှညီမရှိနေအောင်ညီမချင်းမသူလူမသိဘူးအဲ့လိုမျိုးရှိရပါတော့ဆိုတော့တော်တော်မှအဲ့တခြင်းသမီးတခြင်းမှာဆိုတော့ ဟုတ်ဟုတ်လားဒီဒီအပိုင်ရှင်ကိုခုမှမြင်ဘူးတာမဟုတ်လိုင်းမှာပါပဲကြားနေမူရင်းဘသူဆိုလဲဆိုတာမသိကြအဲ့လိုပဲနောက်တစ်ပွဲမှာလည်းအဲ့လိုကလေးလေးတယောက်ကအဲ့လိုပဲကို့ version အတိုင်းကို့ရဲ့တခြင်းအတိုင်းကိုသူက notes ထုတ်ထားပြီးတီးဝိုက်နေဆိုနေတခြင်းရဲ့အပိုင်ရှင်ကဘသူမှန်းဆိုတယ်သူတို့မသိ မသိတော့ကိုကကိုကတော့မပြောပါအဲ့မှာတာဝန်ရှိရတဲ့သူကမနေနိုင်တော့ဘဲနင်းဆိုတော့စီကခွန့်တောင်းပြီဆိုလို့လားတဲ့ဒီမှာထိုင်နေရရှိနေတယ်နင်းခွန်တော်ဝင်းမဆိုဘာညာနဲ့ဆိုတော့ကလေးတောင်စုခမ်းလိုက်ရတယ်ကိုကတော့ဘာမှဖြစ်ပါကိုတချင်းကို version လေးကိုပဲမိကလေးတွေကကြိုက်ပြီးတော့အမင်းကလေးတွေတွေမဟုတ်ဆိုတော့ဒီကွန်တော်ကကြိုက်ပြီးတော့စူကြရတယ်ဆိုတော့ပူပူဝမ်းတာတာပေါ့အဲ့လိုပါမိဘဘွယ်တချင်းနေဆိုရင်ပြိတ္တတွေကပူကြိုက်တယ်ကိုပြိတ္တတွေပူကြိုက်တယ်အဲ့လိုမျိုးဟုတ် ညီမလှုပ်လာခဲ့တဲ့ဟိုပြောမယ်ဆိုရှင်တော့ညီမကအနုပညာဂီတတတန်ကတော့အခုဒီနှစ်နဲ့ပေါင်းမယ်ဆိုရင်16နှစ်ကျော်ပါပြီပေါ့နော်16နှစ်ကျော်ထဲမှာရှိတယ်ပရိသတ်တွေကတော့ချစ်ပြီးဆိုရှင်တော့အားပေးကြတယ်တိတ်အားပေးကြတယ်အဲ့လိုရန်ကုန်ကပရိသတ်တွေထက်ကိုနယ်ကပရိသတ်တွေကပိုချစ်ကြတယ်ချစ်ကြရဖြစ်တဲ့အတွက်အခုဒါဆိုအခုဒီဆို online media ခေပြတဲ့လေ online မှာလည်းပြည်သက်တွေချစ်ကြလိုက်လည်းရှိပဲဒါပေမဲ့လေကိုပြည်သက်တွေကြောင့်ပြင်ပင်းခဲ့ရတာတခါမှမရှိခဲ့ဘူး ိုသူတို့အရန်အားပေးလို့ကိုယ်ကဘာမလုပ်နဲ့ညာမလုပ်နဲ့ဆိုပြီးတော့ဟိုအဲ့လိုမျိုးကြီးသူတို့ကတော့ချစ်လို့ပေါ့နော်အဓိကပဲအဓိကဒီစပင်ပေါ့စပင်ညက်နဲ့ဟိုအတူရမွေးနဲ့အဲပြီးရင်ရီသမ်းတန်းနဲ့အဲ့လိုပြောကြတယ်ဒါပေမဲ့ဒါဒီကိုယ်ကိုချစ်လို့ပြောရဲဆိုတော့တိတာဖြစ်တဲ့အတွက်တခါကြီးကို stress တခုအနေနဲ့မဖြစ်ဘူးပြီးတော့ဟိုသူတို့ပြောလို့လောက်တာတခုကိုကိုယ်တိုင်ရဲ့ကုလောဆယ်မှာအဲ့ဒီစပင်ညက်ဖို့လည်းစီစဉ်မရှိသလို အတူတွေလည်းတိတ်မဝိဖြစ်ပါဘူးတခါတလေဟိုမလွဲတာမလွဲတာလို့မဖြစ်မနေဝိကရဲပွဲတက်တွေပါကြီးသွားရတဲ့ခါမျိုးမှာဒီပွဲနဲ့ကာလန်ဒီတန်လိုက်ဝိကရဲပွဲတွေတော့ရှိရဘူးသို့ပဲအဲညီမကအနကိုတဲ့အဲ့လိုအတူဝိကတိတ်မကြိုက်တာလည်းပါကိုကိုကိုမလှဘူးခံစားရလို့သူများရဲ့လိုမျိုးတခြားကောင်မလေးလိုမျိုးလေးအဲ့လိုအတူလေးကိုလိုက်ရင်လှပြီးချစ်စရာလေးဆိုရဖြစ်တဲ့ vibe တိုက်မျိုးမဟုတ်ဘူးညီမပုံစံကလေကိုကို confident မရှိလို့ပါအတူဝိဖို့က confident မရှိလို့မဝိဖြစ်ဘူးတိတ်လည်းမကြိုက်တာလည်းပါတယ်နောက်တစ်ခုရီးစားရလည်း အာမထားဖြစ်သေးဘူးပေါ့မထားဖြစ်သေးလို့ဆိုတော့ကုလောစရာတော့ဟိုအဲ့လိုမျိုးပေါ့နော်ဆိုတော့သူတို့ကလည်းသူတို့ဖြစ်စေခြင်းတဲ့တိုင်းလေးတော့ဖြစ်နေရပေါ့ဒါပေမဲ့လည်းလေသူတို့ကြောင့်ပြိသက်တွေကြောင့်ပင်ပန်းခဲ့တယ်ပြိသက်တွေကြောင့်ဟိုဖိအားကြီးတစ်ခုဖြစ်ခဲ့တယ်ဆိုတဲ့အမျိုးကြီးထားမှမဖြစ်ခဲ့ဘူးညီမတချင်းဆိုရဲတောက်လျှောက်ဒီပြန်လို့တဲ့တောက်လျှောက်မှာတော့သူတို့ကြောင့်တော့ဟိုပင်ပန်းခဲ့ရတယ်ထားမှမဖြစ်ချင်းမစိုးပဲနဲ့အဲကိုပိုင်ချိန်ပေါ့အဲကိုပိုင်ချိန်မှာဆိုရင်တော့မအိမ်ရောက်ရင် ရုပ်ရှင်ကြည့်ရရုပ်ရှင်ကြည့်ရဟိုအိမ်မှာနားရပြီဆိုညီမအိမ်နဲ့အပြင်မထွက်တဲ့နေရာမှာပါတယ်ညီမတောက်လျှောက်ကြီးအပြင်နေသွားနေရအိုးခရီးတွေထွက်ရတယ်မုံလောင်သွားရတယ်လူတွေဖြစ်တဲ့အတွက်တော်တော်သွားရတာလေအဲကျောင်းတက်တုန်းကဆိုလို့ရှိရင်ကျောင်းတက်တဲ့အရွယ်တုန်းကဆိုညီမဒီကျောင်းစပြီဆောင်းဝဲပြီးပြီဆိုရတယ်အဲဆောင်းဝဲပြီးပြီးနောက်တည့်ရဆိုပွဲစားရှိတာအဲဒါဆိုအဲဒါဆိုလို့ရှိရင်ကျောင်းတက်ကျောင်းဖွင့်တော့မဲ့ရက်ကိုတော့မှညီမ3ရက်လောက်နောက်ကြပြီမှညီမကျောင်းတက်ကြတာ ဆိုတော့အဲ့လောက်တိနွေရာတိတတော်တတွင်းလုံးကပွဲရီသွားခဲ့ရအရင်တော့ဆိုလို့ရှိရင်ပေါ့နော်။သွားရတယ်ဒီနောက်ပိုင်းမှသာလေညီမတို့နွေရာတိအဲចောင်းလက်တက်ဆရာမရှိတော့ဘူး။ဆိုင်ဆိုင်လည်းတင်ပြီးပါပြီဆိုတော့အဲ့ချိန်ကျတော့ညီမတို့ရေကြဒီနွေရာတိရောက်တာနဲ့ခီးတွေတောက်လျှောက်ထွက်ကြတယ်။နေတွေသွားရတယ်များတယ်။နေတွေသွားရတယ်ဆိုတော့ခီးကအမုန်းသွားရတယ်။ဆိုတော့အိမ်ထဲရောက်ပြီဆိုရင်ဘယ်မှမထွက်ချင်တော့ဘယ်မှမထွက်အိမ်ထဲမဲ့အိမ်နှင်းအောင်လေရုပ်ရှင်ကြည့်တယ်။ချင်းလာထောင်းလေ အဲ့လိုမဟုတ်ဘူးဆိုရှင်ညီမညီမအာဒီ private university လဲတက်ခဲ့ဘူးလားတက်တက်တက်ခဲ့တာဆိုအခုကတော့ဘွဲ့ယူပို့ဆောင်နေရပါတော့အဲဒီ assignment ကာလဆိုရှင်တော့အိမ်မှာကျန်တဲ့ assignment တွေလုပ်တယ်စာလုပ်တယ်လောက်ပါပဲအဲစာဖတ်တယ်အဲ့လောက်ပါပဲကျန်တာတော့ထွေတူးမရှိဘူးပြီးတော့အဲ့လိုညီမကဂီတာမူရှိရပါတော့ညီမလည်းအမြဲတမ်းလိုက်နေဂီတာမူရှိရသူ့အိမ်ခေါ်တယ်ခေါ်ပြီးရင်အိမ်မှာစံတရားတွေလည်းရှိရဂီတာတွေလည်းရှိရပလာတွေလည်းရှိရဆိုတော့တီးတယ်တီးပြီးတော့အိမ်မှာစိုးတာ အဲ့တချင်းနေဆိုရဲကိုကကိုဆိုခြင်းလို့ဆိုတာအိမ်မှာပြင်ထွက်မဆိုရတော့ခဏနားပြီဆိုရင်ကိုကဝါသနာကလည်းအဲ့လိုလောက်ဆိုနေရလေလေအဲ့ဒီတချင်းဆိုရဲအလုပ်ကိုမမုန်းတာပေါ့နော်အိမ်မှာနေလဲဆိုတာဆိုနေရသူတီးတယ်တီးရင်အဲရတဲ့ချင်းနေလိုက်ဆိုရဲတချင်းနေလိုက်ရှာကြရတယ်အဲ့လိုမျိုးလေးတော့ရှိတာပေါ့ဟုတ်ရင်းစရာဖြစ်ပြက်ကရှိပါတယ်လို့ဒီတချင်းနဲ့ပတ်သက်ပြီးတော့မဟုတ်ဘောခုနလိုပဲလို့ပွဲနေသွားလို့ရှိရင်တော့အမှတ်တရရဖြစ်တာပေါ့နော်ဖြစ်တာတွေမှအများကြီးမှတကယ်ကိုအများကြီးဖြစ်တယ် အဲမမရရဆိုလို့ရှင်ညီမအဲတော်တော်တော့ငယ်အောင်မညီမ၄တန်း၅တန်းလောက်ပဲရှိအောင်မတင်နဲ့အဲရွာတွေ့ရမှာဆိုလို့ရှင်အဲ့ဒီရွာကသူကဖုံဖုံကအဲ့လိုစီကန်တက်မှတ်ထားရပါတော့စုချလို့ရှင်အဲ့လိုစုပြုံပြီးတော့ကပြီးတော့စုမချရအောင်ခလေးတွေကိုမနောက်ရှက်ရအောင်ဆိုတဲ့ဟာဖုံဖုံကရွာမှာစီကန်ထုတ်ထားတော့ဘယ်လိုလဲဆိုတော့မမရရသူက state စင်နဲ့ဒီပရိသတ်ဒီ audience ကိုစီးလိုမျိုးတခုစီးလိုမျိုးစီးလိုမျိုးလေးခြားတာပြီးတော့ဆုချခြင်းလိုတန်းစီရတာဒီလိုမျိုးလေး state စင် state စင်ကဒီမှာဆိုလို့ရှိရင်လိုလူသွားလန်းလေးဒီလိုလေးရှိတယ်အဲ့မှာမှာတန်းစီပြီးလိုဆုချဆုချတော့တရက်နှစ်ရက်သုံးလေးရက်ကတော့လက်ထဲမှာကင်ခလေးဆိုတော့လက်ကလေးပစ္စည်းလေးပဲရှိတယ်တုံးလေးရက်လောက်ကတော့ကင်လာအယုတ်တွေလည်းပါတာဟုတ်အယုတ်တွေရောမုတ်တွေပါပေးကြတယ်အကုန်ယူလာမင်းချစ်သက်ကလေး ပြည့်တဲ့စုချာအဲ့ချိန်တချောင်းဝါစာယူတာအဲ့လိုအကုန်ယူတာမထားခဲ့ဘူးတကူမှမထားခဲ့ဘူးပန်းဆိုလည်းယူတယ်ပတ်စံအကျွေး90 100လည်းယူတယ်လုံးဝမထားခဲ့ဘူးလုံးဝမလုံးဝမထားခဲ့ရလည်းမပါစေုံမှကျန်ခဲ့တယ်မစေုံမှပြန်ရှာပြီးယူလာအဲ့လိုမျိုးဟိုတန်ကိုယ့်ကိုယ့်ဘက်ကတန်ဖိုးထားပါသူတို့ကလည်း90ပဲဖြစ်တရားပဲဖြစ်အယုတ်တိတိလေးပဲဖြစ်ကီးချင်းလေးပဲဖြစ်ဖြစ်ဒါတို့အနေနဲ့တို့တန်မိုးထားလို့ပေးတယ်တို့ပေးချင်တယ်ဆိုစိတ်စေစနာကြောင့်ပေးရဖြစ်တဲ့အတွက်ကို့အနေနဲ့တန်မိုးထားတယ်တန်မိုးတခုအခုအချိန်ဒီအိမ်မှာအဲ့ပိတ်သက်တွေပေးအယုတ်တွေပန်းစည်းတွေနောက် တိုလီထွားလီပူစုခီကိုလက်ကောက်ကလေးကလေးလေးတွေစွဲတယ်လို့ Hello Kitty ဆွဲ hunting လေးတွေဟာအကုန်လုံးရှိတယ်အကုန်ရှိတယ်ဆိုတော့အဲ့လိုမျိုးပေါ့လက်ထဲမှာအကုန်ကင်ထားတဲ့အချိန်မှာမိုက်ကင်မှုတောင်မှလူကအဲ့ချိန်မှာကလေးရလဲကလေးဖြစ်နေမနိုင်တော့မနိုင်တော့ဘာဖြစ်လဲဆိုတော့ဖုံဖုံကနေပြီးတော့ဘီးနားမှာခွက်လုံးလုံးချာချင်ခွက်ခွက်တောင်မှဖလားမဟုတ်ဘူးနော်ခွက်နော်ခွက်နော်ဖလားမဟုတ်ငွေဖလားလည်းမဟုတ်ဘူးဖုံဖုံဘယ်နဲ့သွားရှာလာလဲမသိဘူးခွက်တစ်လုံးအဲ့ခွက်တစ်လုံးကဟိုချရတာတော့မှအဲ့လိုရိုးရိုးတန်းတန်းမချဘူးသူအောက်မှာ အဝစ်စာတစ်ခုခင်းလိုက်တယ်။ဝစ်စာတစ်ခုခင်းပြီးခွက်ကိုအလိုချတာ။ဆိုတော့အကုန်လုံးစုချက်ဖုန်းချိန်လုံးနဲ့စုချရင်ခွက်တဲ့ထက်ဒီလိုဒီလိုဒီလိုခွက်တဲ့ထက်ဆိုကုမာလေးစိတ်ထဲမှာတမျိုးကြီးပဲဒီလားစုနေနဲ့လေဒီလိုကြီးဖြစ်နေမှမသိဘူးကိုကိုတမျိုးကြီးတော့ဖြစ်လာတယ်။ကျွန်မကသူတို့ကတော့စုချခြင်းလို့ဆိုပြီးစုချရဲဆိုမဲ့ညောင်ကြည့်လေနော်ခွက်ကလေးနဲ့ပေါ်ချင်းကလည်းစုနေတယ်။အဲ့ဒါလေးကလုံးဝအမှတ်တရပဲဖုန်းဖုန်းကလည်း သူကတော့ရည်ရွယ်ပြီးလောက်တာမဟုတ်ဘူးခလေးကိုနှောက်ရှက်မှာဆိုလို့ရောနောက်တစ်ခုကကြတော့လက်ထဲမှာလေစုတည်းမနိုင်မနှင်းနေရလေပြင့်နေပြင့်နေတော့စုချရဲဆိုအဲတော့ကတော့ပတ်စံလေးတရားနေရဆိုပေမဲ့လည်းအများကြီးလေအများကြီးစုလိုက်လို့ချင်းပတ်စံတရားနေရလည်းအများကြီးစုလိုက်လက်ထဲမှာလို့အစ်စ်လိုက်ကြီးဖြစ်နေအယုတ်တီရောပန်းစည်းတီနေရောမုတ်တီလည်းပါရောဆိုတော့လက်ထဲမှာကင်ဖို့ကမရှိရနဲ့ခွက်ထဲမှာမုတ်တီရောပန်းစည်းတီရောအယုတ်တီရောအဲ့လိုပြန်ရောက်လာဟုတ်တော့အဲ့အလေးကကြီးကြီးမှကိုယ်အတွက်တော့အဲ့လိုရည်စရာမှတ်တရလေးပေါ့နော်အဲ ဘယ်ပွဲမှာမကြုံခဲ့ရဘူးတဲ့ဟာပေါ့ဘေးနားမှာခွက်တလုံးချပြီးတခြင်းဆိုခဲ့ရတယ်အဲ့လိုမျိုးဆံမျိုးဟုတ်